ီဆန္ဒလာပိုင်းမှာဂျာရာဖေးတာမင်တွန်တလားစာဟောစနာလေးကျွန်တော်ဟောပေးမှာဖြစ်ပါတယ်ဂျာရာဖေးတာမင်တွန်အချစ်ရေးအိမ်အောင်ရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးတာရိကန်ကဆုံငွေကြေးကန်ကအစစုံလျောင်းလေးကြည့်ပေးမယ်ပြီးရင်ဗီဒီယိုနောက်မှာကျွန်တော်ရေထရာလေးတက်ပေးမယ်ဒီရေထရာလောက်ထားမယ်ဆိုရင်ဒီဆန္ဒလာပိုင်းမှာဂျာရာဖေးတာမင်ကန်ကောင်းခြင်းနဲ့ကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီဆန္လာပိုင်းမှာကြားရတာမိတွေကန်ဆန်းရမယ့်နံပါတ်တွေလည်းကျွန်တော်ပြပြပြမှာဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုအနောက်ကိုကြောက်အောင်လေးကြည့်ပေးပါဦးကျွန်တော်မြင်တာရက်ခန့်ချင်ပါတယ်။ ကျောင်းမိတ်ဆွေတွေကိုဘယ်လိုလဲမစတင်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်။ကို့လိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့လူမြင်တွေ့ရအောင်ဒီဗီဒီယိုကို share ခြင်းဝင်ကြခြင်းလုပ်မမေ့ပါနဲ့ခင်ဗျာ။မိတ်ဆွေတို့ share တဲ့ချက်ကတစ်ဖက်ကအခက်အခဲတွေကျက်တွေဖြစ်နေတယ်ဒီကေတရားလက်လက်လို့အစဉ်ပြေသွားမယ်ဆိုရင်မိတ်ဆွေရဲ့ကျွန်တော်ကထပ်တူကို့လိုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ like share ဖို့လိုအပ်နေဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာ။ ဒီ၁၂လပိုင်းမှာကြာလာရင်းသားပဲကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်ကောင်းအားက60လောက်ရှိနေပါတယ်တတိထားရမှာ40လောက်ရှိပါတယ်ဘာတွေကဒီလောက်တောင်ကောင်းနေတာလဲ40ကဘာတွေတတိထားရမယ်ဆိုတော့အသေးစိတ်လေးကျွန်တော်ဖျက်ပြပေးမှာဖြစ်ပါတယ်ငွေရင်းကျဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းနေပါတယ်ကြာလာတဲ့နမေးအရာပြောရမယ်ဆိုရင်ငွေချင်းနဲ့ပတ်သက်ပြီးတော့လူတစ်ယောက်ကနော်ငွေတွေသူ့ရဲ့ရှေ့မှာအများကြီးရှိနေတယ် ဒီငွေကိုသူကညှိုးငယ်တော့မျက်နှာထဲကြည့်ပြီးတော့သူကအလုံးလုံးနေတဲ့ဟန်ဖြစ်တယ်ပေါ့နော်ဒီသမိုင်းကိုကြည့်ချင်းအားဖြင့်ဂျာရီသားမီတွေဒီဆန္ဒပိုင်းမှာငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကကိုစ조사ရင်조사လောက်တော့ငွေကြေးတွေဝင်လာမယ်ဆိုတဲ့ကံထဲမှာရှိပါတယ်အရန်ကောင်းပါတယ်အခုဒီထားရမှာကငွေကြေးနဲ့ပတ်သက်ပြီးတော့နော် မိသားစုရေးကြောင့်ငွေတွေကုန်ကျများလာပြီးကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ကိုစူးစမ်းရင်စူးစမ်းလောက်ငွေတွေဝင်လာနိုင်တယ်။နောက်တစ်ချက်ကမိသားစုရေးနဲ့ပတ်သက်ပြီးငွေတွေကုန်ကျများတတ်ပါတယ်။တခုကောင်းနေတာကငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ပြန်မရောက်တဲ့ငွေကြေးဥစ္စာပစ္စည်းတွေပြန်မရောက်တဲ့ငွေကြေးတွေကပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။၆ခဲရေပုံမဲ့ကာလတွေမှာရှိနေပါတယ်။ဥစ္စာပစ္စည်းငွေကြေးနဲ့ပတ်သက်မယ်ဆိုရင်တော့ဆက်လက်ပိုင်းမှာဒီလိုသဘောတရားတွေရှိနေပါတယ်။ နောက်တစ်ချက်ကောင်းနေတာကတငယ်ချင်းကံမိတ်ဆွေကံကောင်းပါတယ်တငယ်ချင်းမိတ်ဆွေကူညီထောက်ပံ့ကောင်းနေရှိပါတယ်ကိုအခက်ခဲတဲ့အကျက်တွေဖြစ်နေတယ်ဆိုရင်အယမ်းခင်ရတဲ့မိတ်ဆွေအယမ်းချရတဲ့မိတ်ဆွေတငယ်ချင်းတို့တန်ပင်ဆွေးနွေးပါသူတို့စီကအကြံဉာဏ်ကောင်းတွေရရှိတာမျိုးသူတို့စီကနော်အလောက်ကိုင်းခွင့်လန်းကောင်းတွေရရှိတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မိတ်ဆွေကံတငယ်ချင်းကံနဲ့ပတ်သက်မိတ်ဆွေအယမ်းအားကောင်းနေတယ်အယမ်းစင်ပြေတဲ့ကာလတွေမှာရှိပါတယ် ဒီလထဲမှာကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေကငွေတွေချီထားတဲ့ငှားရတာရှိတယ်သူကပြန်မပေးတော့ထင်နေဆိုရင်တေချာပေါင်းကို့ပြန်ပေးချင်တဲ့စိတ်တွေပေါ်ပေါက်ပြီးတော့ပြန်လဲရရှိတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းပါတယ်မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်ခင်ဗျာကိုယ့်ရဲ့မိသားစုထဲမှာနားလည်မှုလဲနေတာတွေမိသားစုအဆင်မပြေတာတွေမိသားစုကြောင့်တောကများနေတာတွေကို့ပေါ်မှာအထင်မြင်မှားနေတာရှိတယ်ဆိုရင်ဒီဆန္ဒလပိုင်းမှာကြာရွေးတာရီများကိုပြန်လဲနားလည်မှုတွေရပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ် ကိုရဲ့မိသားစုဝင်ထဲမှာကလည်းအဆက်တွေပြတ်နေတယ်အဆက်တွေမရဘူးနော်ရှိရဆိုရင်တေချာပေါက်ပြန်လဲဆက်တွေရတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းပါတယ်အိမ်ချန်ပီယံနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်ကြိုးပေးနေတဲ့ကာလထဲမှာရှိပါတယ်ဂျာတာဝင်းသားမိနေနဲ့အိမ်ဝင်မလားအိမ်ရောက်မလားအကြိုးပေးပါတယ်အိမ်ချန်ပီယံနဲ့ပတ်သက်မယ်ဆိုရင်ဘယ်ကိစ္စမဆိုကြိုးပေးနေတဲ့ကာလဖြစ်တော့ကြောင်းတခုတတိထားရမှာကအချိန်နဲ့ပတ်သက်တော့ အခြေအနေပတ်သက်ပြီးတော့ကိုကဆန်းရမ်းပွေ့နေတဲ့ကာလထဲမှာရှိတဲ့အတွက်ကြောင့်မို့အခြေအနေပတ်သက်ပြီးတော့အခက်အခဲတွေဖြစ်နိုင်ပါတယ်။ဆန်းပွေ့တယ်ဆိုတာကကိုယ့်ရဲ့ချစ်သူပေါ်မှာကိုကဂတိမတိတာတွေတစ္ဆာဖောက်ချင်တာတွေတော့ဘဘပေါ်လာနိုင်တယ်။ကိုကဆန်းရမ်းပွေ့နေတဲ့အခါကိုယ့်ချစ်ချင်တဲ့သူများတယ်။အဲကိုယ့်ရဲ့ချစ်သူကဥပိ္ပခါပြုတ်ချင်တယ်။အဲ့လိုဥပိ္ပခါပြုတ်လိုက်မယ်တစ္ဆာမဲ့သွားမယ်ဆိုရင်ကြာရာရေးသားမြေအခြေခံတွေရုပ်တရက်ညံ့တာမျိုးကိုနောင်ချင်းကပ်လာတဲ့လူတွေရတဲ့အတူရောင်းလင်ညာတွေကြောက်เนาะကို့မှာတောကများပြီးတော့ နော်ကိုကနောင်နာရတာမျိုးတွေကျွန်တွေ့နိုင်ပါတယ်။ဒါကြောင့်အချိန်နဲ့ပတ်သက်မယ်ဆိုကျွန်တော်အကြံပြုရမယ်ဆိုရင်တော့တစ္ဆာမဖောင့်တည်ပါဘူး၊ဂတိတည်ပါ။ကိုယ့်ရဲ့ချစ်သူအပေါ်မှာကိုကတစ္ဆာရှိနေချစ်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။မဟုတ်ဘူးဆိုရင်မိဆွေရဲ့ခြေကံတွေကညံ့တော့မှာဖြစ်ပါတယ်။ဒီစနားပိုင်းမှာအရန်အားကောင်းနေတာကကြာတာရေးသားမိနေနဲ့ဆန်းရန်ပွင့်နေတာ။ဘာပဲလို့လို့ကိုလူချင်းလူခင်များနေတဲ့ကာလထဲမှာရှိပါတယ်။ဒါကြောင့်မို့ကြာတာရေးသားမိနေတဲ့ဒီစနားပိုင်းမှာဆန်းပွင့်နေကာလမှာရှိတော့ကြောင့် အလောက်ကိုင်းတွေနဲ့ပတ်သက်တာရင်စမ်းပွေတာမျိုးနော်မာချီနဲ့ပတ်သက်ရင်အရန်စမ်းပွေနေတာမျိုးနော်ဒီလိုခိုက်တဲ့နေတွေကြုံတွေ့နိုင်မှာဒါကြောင့်ခဏဝါကျွန်တော်သတိပေးတဲ့အတိုင်းပဲစမ်းပွေရကြောင့်မသတိထားပါလူလိမ်လူညာလူကောက်တွေကိုနောက်ချင်းခတ်လာပြီးတော့ကိုအမှားတွေဖြစ်နိုင်ဒီလိုချက်တော့အရန်သတိထားပါခင်ဗျာအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့တခုတည်းထားရမှာကကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုယ်နဲ့နားလည်မှုလွယ်တာတွေတစ်ချက်ချက်ဖြစ်တာတွေ နော်ကိုကအကောင်းပြောရင်တူကအကောင်းမမြင်တူကအကောင်းပြောရင်ကိုကအကောင်းမမြင်တယောက်နဲ့ယောက်နှိမ့်နိုင်လို့မရဘူးမျက်နှာချင်းဆိုင်လက်နဲ့တချက်ချက်ဖြစ်တာတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်ကြာတာရေးသားရေးနေနဲ့ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာအတတ်နိုင်ဆုံးနားလည်နိုင်အောင်ကြိုးစားပါအတတ်နိုင်ဆုံးခွင့်လွှတ်ပါစကားများများမပြောပါနဲ့ကျွန်တော်ပြောတဲ့အချက်တွေ view ဆိုင်နိုင်မယ်ဆိုရင်အိမ်တော်ရေးကံတွေတချို့ကောင်းတော့မှဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်အိမ်တော်ရေးကံကနော်ညံ့နေမှာဖြစ်ပါတယ်အဲ့နောက်ကံညက်နေလို့အခြေကံညက်နေလို့အစမပြေဘူးဆိုရင်မယိုရဲ့နောက်မှာကျွန်တော်ရေတရားလေးပေးမယ်။ဒီရေတရားလုံးလိုက်ချင်းရမယ်။ကံကောင်းမှုတွေတရားပေါက်ရရှိမှာဖြစ်ပါတယ်။ ဒီ၁၂လမိုင်မှာကြာလာရေးတားရည်နေတဲ့ကျမရည်နဲ့ပတ်သက်မယ်ဆိုရင်ရန်အားကောင်းနေတဲ့လောက်တလောက်မှာရှိပါတယ်။ကျမရည်နဲ့ပတ်သက်ပြီးတော့နော်ယာရီဥတုအကူပြောင်းချောက်ပဲကျမရည်တွေကညံတက်ပါတယ်။ထရီတူတူကြီးဘာမှတော့ဖြစ်ဖို့မရှိဘူး။မိတ်ဆွေကကျမရည်ညံ့နေတဲ့ကျမရည်မကောင်းတဲ့လူတယောက်ဆိုရင်ဒီ၁၂လမိုင်မှာယောဂဝေဒနာတတပြောင်းခင်းတာမျိုးတွေဂျုံတွေနိုင်ပါတယ်။အနာနဲ့ဆေးနဲ့တဲ့ဝါတာမျိုးဆရာကောင်းတမားကောင်းတွေကြောင့်ကိုယ့်ရဲ့ယောဂနဲ့ပြောင်းခင်းတာမျိုးတွေဂျုံတွေနိုင်ပါတယ်။ဒီတစ်ချက်တော့အရင်ကောင်းပါတယ်။အထူးတိထားရမှာကဘာသာတရားနဲ့ပတ်သက်တာ ဘာသာတရားနဲ့ပတ်သက်ပြီးတော့ကွာအားနေတော့တတ်တယ်ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်ဒီလထဲမှာအထိတ်တန်လေးတစ်ခုဖြစ်အောင်လေးဝင်ပါအထိတ်တန်ဝင်ချင်အားလေးကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြစ်တာမျိုးတွေကြုံတွေ့နိုင်ပါတယ် ။ဒါကြောင့်မို့အတိတ်တန်းဝင်ဖြစ်အောင်ဝင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။တာမင်းကန်နဲ့ပတ်သက်မယ်ဆိုရင်တားချိုးကတော့တချို့ခံစားခွင့်ရှိတယ်။တမိမိန်ကလေးတွေမွေးထားမယ်ဆိုရင်ကြာလာပြီးတာမင်းဖိဖိမိမိနဲ့အထူးပြုဆိုင်ပါခင်ဗျာ။တမိမိန်ကလေးကြောင့်ကိုယ်မှာတောကများတာတွေပူပန်မှုတွေစိတ်ညစ်စရာတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ကိုမွေးထားတဲ့တာသမီတွေကတမိမိန်ကလေးတွေအရွယ်ရောက်နေပြီဆိုရင်ယူဆိုင်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။ ။တဟားကျုပ်ကတော့ခေါင်ပါတယ်။နော်တဟားကျုပ်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တာကပြောဆိုရခက်နေတယ်ဆိုရင်အလဲတကူပြောဆိုရလွယ်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်ဒီစက်နာပိုင်းမှာ ပြောဆိုဆုံးမကြည့်ပါအရန်ဆိုးသွမ်းနေတယ်ဆိုရင်တေချာပေါ့ကိုယ့်ရဲ့စကားကိုနားခံမှာဖြစ်ပါတယ်။အခုကောင်းတာကကိုယ့်ရဲ့တာကကိုယ့်ကိုနော်ကံကောင်းခြင်းတွေယူဆောင်လာမယ်ဆိုတဲ့နိမိတ်ထဲမှာရှိပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါတယ်ခင်ဗျာ။ ်အလောက်ကိုင်းစီပွားရေးနဲ့ပတ်သက်မယ်ဆိုအထူးသတိထားရမှာကအလောက်ကိုင်းစီပွားရေးနဲ့ပတ်သက်ပြီးတော့အလောက်ပြောင်းတာတွေဆွေတာတွေအလောက်တွေတိုးချဲ့တာတွေလုံးဝမလုပ်သေးပါဘူးအကျိုးမပေးပါဘူးနောက်နှစ်2026ထဲဝင်လာမှပြောင်းဆွေမယ်ဆိုရင်အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်အလောက်ကိုင်းစီပွားရေးနဲ့ပတ်သက်ပြီးတော့ငင်းငင်းလေးပဲနေသေးပါတယ်မိတ်ဆွေကမဖြစ်မနေပြောင်းဆွေရမယ်ဆိုရင်တော့သတိထားပြီးပြောင်းဆွေပါခင်ဗျာဒီနှစ်ထဲမှာပြောင်းဆွေမယ်ဆိုရင်တေချာပေါအညက်လေးတွေရရှိမယ်ဥပမာရောက်ရှိတဲ့နေရာကလေကိုမလုပ်ချင်တဲ့အလုပ်တွေရရှိတာမျိုး နော်ကိုနဲ့မသိတော့တာမျိုးပြီးတော့ကိုလှုပ်တဲ့အလုပ်ကလည်းအညံ့တွေပေါ့နော်ဟိုမကောင်းတဲ့နေရာတွေရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့နောက်နှစ်လောက်မှပြောင်းဆွေပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်နောက်နှစ်လောက်ပြောင်းဆွေမယ်ဆိုရင်အလုပ်ကန်စီးပွားရေးစရာအဆင်ပြေသွားမှာဖြစ်ပါတယ်ကိုပိုင်လှုပ်တွေကလည်းနောက်နှစ်မှစတင်တင်ပါတယ်ခင်ဗျာအလုပ်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ခုလိုပြောရတာလဲဆိုတော့ကြားလိုက်နေမိကိုမြင်အောင်ကြည့်ပါလူတယောက်ကတော့လှေလေးနဲ့ဟိုဘက်ကံကိုကူနေတယ်အနောက်မှာကလေးနဲ့เนาะအမေကိုတယောက်ကတနာဆေရပြီးတော့ဓားတွေကသူ့အစ်စင်မှာမိုးထားတယ် ဒီနမိတ်ကိုကြည့်ချင်အားဖြင့်မိတ်ဆွေကပြောင်းလာတဲ့ဆွေတော်တွေအကျိုးမပေးဘူးဆိုတော့သူကနမိတ်ပြနေပါတယ်။ပြီးရင်အလုပ်တက်စားတင်တာတွေကိုပိုင်လို့လောက်တာတွေမလုံးဝလုပ်လို့မရဘူး။ဒါကြောင့်ကျွန်တော်ဒီပေးရခြင်းဖြစ်ပါတယ်။ဒါကြောင့်အလုပ်ကန်စီးပွားရေးနဲ့ပတ်သက်လို့ဆိုတော့နောက်နှစ်မှပြောင်းလုပ်မယ်ဆိုရင်တော့တေချာပေါအကျိုးထူးတွေရရှိမှာဖြစ်ပါတယ်။တခုထိထားရမှာကကံနဲ့ပတ်သက်တဲ့လုပ်ကလုံးဝအကျိုးမပေးဘူး။ ကံနဲ့ပတ်သက်ပြီးတော့ကံစမ်းခြင်းလေဆိုရင်တော့ကံစမ်းနိုင်တဲ့နံပါတ်လေးတွေကျွန်တော်ပြောပြပေးမယ်။ကံစမ်းနိုင်တဲ့နံပါတ်က3ပါးလေးနံပါတ်တွေ8ပါးလေးနံပါတ်တွေကအကျိုးပေးနေပါတယ်နော်။ကိုကစမ်းတက်ခြင်းလေဆိုရင်စမ်းကြည့်ပေါ့နော်3ထိပ်8ပါးအဲ့လိုလေးစမ်းတက်ကြည့်ပါ။အကောင်းဆုံးကတော့ကံနဲ့ပတ်သက်လို့လေတိတ်အကျိုးမပေးတဲ့အကြောင်းမို့နော်တိတ်မလို့စေခြင်းဘူး။ပြီးတော့မိတ်ဆွေတို့ကံကောင်းနေတဲ့အကြောင်းက နော်အဖြူရောင်လေးတွေကကန်ကောင်းတယ်တိမ်ပြာရောင်လေးတွေကကန်ကောင်းပါတယ်ဒီလိုရောင်လေးကိုညံရှိတော့အသုံးပြုပါမိတ်ဆွေကကန်နဲ့ပတ်သက်ပြီးတော့ငွေဝင်မှုမရှိဘူးဆိုပေမဲ့အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကိုစူးစားရင်စူးစားတော့တော့ဝင်လာမဲ့ကန်တွေရှိနေပါတယ်ဒီချက်တော့ကောင်းနေပါတယ်အရန်ကောင်းတာတစ်ခုကဒီ၁၂လပိုင်းမှာဂျာတာပေးသားမိတွေကိုမမြင်နိုင်တော့လောကီပညာနဲ့ပြုစားနှောက်ဆက်တာအရန်ခက်ခဲနေတဲ့ကာလထဲမှာရှိပါရယ်အရန်ကောင်းပါတယ်ကိုကပြီးခဲ့လတော့ကကျမကြီးညံ့နေတဲ့ကျမကြီးမကောင်းဘူး စီးရုံစီးဟန်သွားလဲမပြောင်းဘူးသွေးစိတ်သက်မှန်ရိုက်လဲအဖြစ်မပေါ်ဘူးစိတ်နဲ့လူနဲ့မကန်ဘူးစိတ်တွေကတူလွဲတယ်သူများစိတ်နာနဲ့ပြောရင်လေကိုကအကောင်းမမြင်ဘူးကိုရဲ့မိသားစုထဲမှာစီးပွားရေးလူမှုရေးကျန်းမာရေးမိသားစုဘာတစ်ခုမှအဆင်မပြေဘူးဆိုရင်တော့တေချာအနောက်ဆက်ဖြစ်နေဖို့များတယ်အဲ့လိုတွေဖြစ်နေတယ်ဆိုရင်ကျွန်တော်စီကိုဆက်သွယ်လာခဲ့ပါအခမဲ့ကျွန်တော်စစ်ဆေးပေးမှာဖြစ်ပါတယ်ကျွန်တော်ပြောတဲ့အချက်နဲ့ညှိမှပဲဆက်သွယ်လာနော်ဒါလူတိုင်းဆက်သွယ်လာရင်တော့အဆင်မပြေဘူးဘေးရင်မေးမယ်ဆိုရင်ပူဇော်ကားရှိတယ်အဲ့လိုအနောက်ဆက်တွေကြတော့အခမဲ့လေးကျွန်တော်စစ်ပေးမှာဖြစ်ပါတယ် ဒါကြောင့်မိတ်ဆွေတို့ကျွန်တော်ကုလူအနေနဲ့အနောက်ဆက်လေးတွေဖြစ်နေဆိုအခမဲ့လေးစစ်ပေးပါမယ်။ဘေးရင်ကတော့အခမဲ့မရပါဘူးခင်ဗျာ။ကောင်းနေတာတစ်ခုကဒီ၁၂လပိုင်းမှာအလေပက်သွားတာတွေခီးထွက်တာတွေအကျိုးပေးပါတယ်။လန်ခီမှာအပိတ်ပင်အသားစီဟန့်သားတွေမရှိပါဘူး။ကိုယ်ကူညီမဲ့သူတွေဖိမမဲ့သူတွေပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့ခီးထွက်တာမျိုးတွေလုတ်ပြီးရင်တော့အရန်အဆင်ပြေပါတယ်ခင်ဗျာ။ ကဲဒါဆိုရင်ကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာလွတ်လပ်ခြင်းအပြင်ဒီဆန္ဒပိုင်းမှာဂျာရာရေးသားတွေကံကောင်းမှုတွေရရှိပြီးတော့တော့ကောင်းတော့နမိတ်ကောင်းတော့တိတ်တွေနဲ့ဒါကြုံတွေ့မှာဖြစ်ပါတယ်ရေတရာကိုတော့ပြောင်းလုပ်ပေးပါခင်ဗျာခြေရမယ်ရေတရာကနှစ်မျိုးဖြစ်ပါတယ်ဒီရေတရာကိုခြေလိုက်ခြင်းအပြင်ကံကောင်းမှုတွေတေချာပေါက်ကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရေတရာကိုပြောင်းခြေပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခြေရမှာကဒီဆန္ဒပိုင်းမှာဂျာရေးသားတွေတန်ကားတော်တွေကိုဒီလထဲမှာပဲเนาะမြန်မြန်ကတ်လို့ရင်ကောင်းတယ်တန်ကားတော်တွေကိုဇီးယိုလေးစက္ကန့်လှူဒန်းပေးပါ ဘယ်နေ့ဘယ်ရက်မဟုတ်ဘူးမြန်လေကောင်းလေပဲဒီလထဲမှာဆန်လပိုင်းထဲမှာဖျောင်းလေးလှူဒန်းပေးပါဇီးရိုစက္ကန့်လှူဒန်းပေးပြီးတော့ရင်အဲ့ဒီလှူဒန်းတဲ့နေ့မှာပဲကိုယ့်ရဲ့အိမ်မှာရှိနေတဲ့ဖက်နှက်ချွတ်တဲ့နေရာမှာနော်နှင်းစီပန်းတပွေးကိုနော်မိတ်ဆွေရဲ့ဖက်နှက်စီးပြီးတော့ချနေပေးပါစိတ်ကျန်တဲ့အထိငါးစီမှာရှိနေတဲ့အညံ့တွေငါးစီမှာရှိမကောင်းတဲ့အရာတွေနှင်းစီပန်းစီကိုအကုန်ရောက်အကုန်ချနေ စိတ်ကျင်းတွေချနေပြီးတော့လက်အိတ်ကိုစွပ်ပြီးတော့เนาะကိုယ့်ရဲ့လက်အသားနဲ့တောင်းမကင်နဲ့လက်အိတ်တွေစွပ်ပြီးတော့ဂိုင်ပြီးတော့ချောင်းမှာတမျောပြစ်လိုက်ပါအဲ့လိုတမျောပြစ်ရဲ့နေရာမှာဆူတောင်းရမှာကငါးစီမှာရှိတဲ့အညံ့တွေငါးစီမှာရှိတဲ့မကောင်းတဲ့အရာတွေဟော်ဒီနှင်းစီပန်းတဲ့အတူချောင်းထဲမှာမျောပါသွားပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါခင်ဗျအဲ့လိုဆုမွန်ကောင်းတောင်းလိုက်ခြင်းအပြင်မိတ်ဆွေမှာရှိတဲ့မကောင်းတဲ့အညံ့တွေမကောင်းတဲ့အရာတွေပေါက်ပြောက်သွားမှာဖြစ်ပါတယ်လက်အိတ်တော့စွပ်ဖို့တော့မမေ့နဲ့เนาะမဟုတ်ဘူးဆိုရင်အညံ့တွေကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုပြန်လဲဝင်လာမှာဖြစ်ပါတယ် ဒီရည်ရည်နှခုလှုပ်ချင်အောင်ပြေကံကောင်းမှုတွေတရားပေါင်းပြရှိမှာဖြစ်ပါတယ်။ဖြစ်အောင်လေးလုပ်ပေးပါလို့ကျွန်တော်အကြံပေးချင်ပါတယ်။မြို့လေးဆုံးမသက်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်။ကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတွေမြင်တွေ့ရအောင် share ဝင်မြချင်းလုပ်ဖို့မေးပါခင်ဗျာ။မိတ်ဆွေတို့ share တဲ့ဆက်ကတစ်ဖက်ကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကထပ်တူကုလိုရမှာဖြစ်ပါတယ်။ကျွန်တော်ကလည်းမအားတဲ့ကြားမှာကုလိုကောင်းမှုတွေလိုချင်လို့မိတ်ဆွေတို့အကြံဉာဏ်လေးတွေပေးနေတာ ဒါကြောင့်မို့မိတ်ဆွေတို့ကလည်းကျွန်တော်ထပ်တူကုလို့ရအောင် share ချင်းပြေကုလို့ယူလိုက်ပါလို့အကြံပြုချင်ပါတယ်။မိတ်ဆွေတို့က share တစ်ချက်ပဲနှစ်ရတယ်။ကျွန်တော်မှာကတော့ဗီဒီယိုလေးရိုက်ဖို့စီစဉ်ရတယ်၊တီးချက်ရတယ်၊အချိန်ရမ်းကုန်တယ်။ဒါကြောင့်မိတ်ဆွေတို့က share လေးတစ်ချက်နှစ်ရုံများပြေကုလို့ရမယ် create ဖြစ်ပါတယ်။အဲ့လို share ချင်းအပြင်တစ်ဖက်ကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေတို့နဲ့ကထပ်တူကုလို့ရမယ်။ပြီးတော့အတိတ်ဘဝမှာလည်းပဋ္ဌာန်းဆက်ကြီးစုံတွေ့မှာဖြစ်ပါတယ်။ကျွန်တော်လည်းစုံချင်ပါတယ်။ဒါကြောင့် share ဖို့မမေ့ပါနဲ့ခင်ဗျာ။ ကဲကျောင်းမင်းဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော်မိတ်ကောင်းတော်တင်ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော်မိတော်စုပွားပျော်စွင်တော်ချစ်သူပွားတွေပိုင်ဆိုင်ပြီးတော့ငွေချင်းလက်လက်ပတ်တွေဆွင်လန်းကြပါစေလို့ဆုမကောင်းတောင်းမိပါရယ်နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ